ယူယူကမိတ်ဆွေညီကိုတွေအားလုံးမင်္ဂလာပါဒီနေ့မှာရှင်ပြိုင်သွားမဲ့ယူပါဠိပွဲစဉ်တွေထဲကတမဗီဒီယိုဖိုင်မှာတော့ကျွန်တော်2015မှာရှင်ပြိုင်မဲ့ယူပါဠိပွဲစဉ်၃ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်၃ပွဲကတော့ဖီနာပါရှီနဲ့ဘကပါဆိုစီအတင်းတို့ဤပွဲစဉ်နဲ့ໂຮມານແລະເມເຈລັນອຕິນໂຕອີປ່ວຍສິນ PK ແລະບລັນອຕິນໂຕອີປ່ວຍສິນຕົງປ່ວຍໂກ ျွန်တော်မှရွေးချယ်သုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ်။မင်းညာအရှင်ကြိုင်ခဲ့တဲ့ချန်ပီယံလိပွဲတွင်တွေကတော့ကျွန်တော်ရဲ့ BIB 1ပွဲတွင်ကိုလီဗာပူးကိုပေါင်းပေါ်ရွေးချယ်ပေးခဲ့ရမှာတော့ PSV ရဲ့4-1ဆိုတဲ့ result နဲ့အနိုင်ရရှိခဲ့ပြီးတော့ကျွန်တော်ရဲ့ BIB 1တွေကတော့အခုရက်ပိုင်းမှာ3ရက်စတိုက်ကိုအောင်မြင်မှုရရှိထားပြီးတော့မနေ့ကကျွန်တော်ရဲ့ member ဝင်တွေကတော့ကန်ဆိုးစွာနဲ့ပဲ ကိုပင်ကင်ဘော်ဒီနှစ်ဆပွဲကိုရွေးချယ်ပေးခဲ့ရမှာတော့ကိုပင်ကင်ကလူစီယာခင်းသွားတဲ့ပွဲစဉ်လို့တောင်းပြောရမှာလည်းဖြစ်ပါလေတတိစီသို့ဥဆောင်ပြရမှာနှစ်ကိုပြန်ပေးလဲရတဲ့ခန်းစစ်ကြောင်းကတော့ကျွန်တော်တို့ရှုံးနိမ့်မှုအများစွာနှစ်နာခဲ့ရတဲ့ပွဲစဉ်ဖြစ်ပြီးတော့နောက်ထပ်မန်ဘာတပွဲကတော့အတ္တလန်တီကိုမက်တစ်ဘော်ဒီနဲ့အနိုင်ရရှိခဲ့တာကြောင့်မနေ့ကမန်မာဝင်းတွေကတော့ပြတ်တရာလောက်နှစ်နာရှုံးချုံခဲ့ရတဲ့ချန်ပီယံလိညလည်းဖြစ်ပါလေ Telegram channel မှာတော့မနေ့ကကျွန်တော်ညပိုင်းမှာ Sheffield United body ကိုတပွဲကောင်းရွေးချယ်ပေးခဲ့ရမှာတော့အောင်မြင်မှုရရှိခဲ့ပြီးတော့ online ပွဲစဉ်တွေက Bulan United body ရွေးချယ်ပေးခဲ့ရမှာတော့ပြား90လောက်ရှုံးရှုံးနေနေခဲ့ရပေမဲ့လည်းကျွန်တော်ရဲ့ fan တွေကတော့အဆင်ပြေနဲ့အဆင်ပြေနိုင်ပွဲရရှိခဲ့ပါတယ်ပြား40လောက်တော့ညကတော့ YouTube channel မှာမနေ့ကကျွန်တော်တုံးသက်ရွေးချယ်ပေးခဲ့လိုက်တဲ့ Champions League ပွဲစဉ်တချို့ကတော့ ိုးကျုံနေနာမှုတွေရှိခဲ့တဲ့အတွက်ဒီနေ့မှတော့ယူပါဠိမှာကျွန်တော်နိုင်ဝက်ပြန်လည်ရရှိအောင်ရွေးချယ်တုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ်။အနည်းကကျွန်တော်ရွေးချယ်ပလက်ချမ်ပီယံဒီပရက်ဇန့်တွေကတော့အာဆနယ်ဘူပေါင်းအောက်ကိုပင်ဂင်ဘော်ဒီနဲ့ရီယယ်မဒစ်ဘူပေါင်းအောက်လို့ဆိုးကျုံနေနာခဲ့ရပါတယ်။ကိုပင်ဂင်ဆိုရင်တော့များစွာကျွန်တော်တို့ဆိုးကျုံနေနာခဲ့ရတဲ့ပွဲစဉ်လည်းဖြစ်ပြီးတော့ဂျေဒန်2 +69 အထိကျွန်တော်ခံမှန်းမိတဲ့အတိုင်း ဒီနံမြစ်တက်မှုရှိလာပြီမဲ့လေကိုပင်လေးရဲ့လောက်စရာခင်းလိုက်တဲ့အကွက်တွေကြောင့်ကျွန်တော်တို့နင်နာခဲ့ရတဲ့ပွဲစဉ်လေးဖြစ်ပြီးတော့ဒီနေ့မှရှင်ပြိုင်သွားမဲ့ယူပါဠိပွဲစဉ်တွေကိုတော့မဲဆွေတို့တတိတာဆော့ကစားဖို့ကိုကျွန်တော်မှအကြံပေးတင်ပြီးတော့ဒီပွဲစဉ်တွေကတော့ပိုကီတီအများဆုံးအနိုင်ရလေးရှိတဲ့ပွဲစဉ်တွေဖြစ်ပြီးတော့ကမောက်ကမရလက်တွေထပ်ပေါ်တတ်တဲ့ယူပါဠိနဲ့ကွန်ဖိုင်းယန်တီပွဲစဉ်တွေလည်းဖြစ်ပါတယ်မဲဆွေတို့ဘိုက်ပါဂလူမောင်းကိုဝင်ကျင်နေဆိုရင်တော့ တလားကိုတပေါင်းတန်းနဲ့မိတ်ဆွေတို့အခုရက်ပိုင်းကနေစပြီးတော့ဝင်ရောက်နိုင်ပါတယ်။တလားပြင်းမှာမိတ်ဆွေတို့တတန်းထက်တော့မှလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့တနေ့ကိုမိတ်ဆွေတို့လပိဖို့၃လလောက်မရှိသေးတဲ့ကျွန်တော်ရဲ့ Viber Glue မောင်းကိုဝင်နိုင်ပါတယ်။ကျွန်တော်မောင်းတွေလည်းအောင်မြင်မှုရရှိအောင်ကျွန်တော်အစွမ်းကုန်စူးစမ်းပေးမှလည်းဖြစ်ပြီးတော့ဒီနေ့မှချိန်မှန်သွားမယ့်ပွဲစဉ်တွေထဲကကျွန်တော်တေချာစီစစ်ပြီးတော့မောင်းတွဲတွေကျွန်တော်၂တွဲ၃တွဲလောက်ကျွန်တော်တင်ပေးမှလည်းဖြစ်ပါတယ်။ ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့09003952356တို့လာရောက်ဆက်သွယ်မေးမြန်းနိုင်ပြီးတော့ Telegram Channel ကိုမကြွရသေးတဲ့မိတ်ဆွေညီကိုများချင်းဂျွိုင်းထားပါကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုများချင်း Subscribe လုပ်ထားပါကျွန်တော်ဗီဒီယိုတင်တိုင်းမိတ်ဆွေတို့အလွယ်တကူသိရှိနိုင်မှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုလက်မတယောက်တစ်ချက်တည်းနှိပ်ပေးခြင်းဖြင့် ပို့ပေးလို့ရပြီးတော့ရှယ်ပေးလို့ရတဲ့မိတ်ဆွေညီကိုများချင်းရင်ရှယ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်ပထမဦးဆုံးပွဲစဉ်အပြည့်ဖီနာပါရှိနဲ့ဖာဒန်ကဘာလိုစီအတင်းတော်ဤပွဲစဉ်ကိုကျွန်တော်ရွေးချက်ပေးမှဖြစ်ပြီးတော့ဖီနာပါချီကလက်ရှိယူပါလီမှာအဆင့်15နေရာမှာရပ်တည်နေပြီးတော့၄ပွဲရှင်ပြိုင်ပြီးရမှာ၂ပွဲနိုင်၃ပွဲသေး၃ပွဲသာရှုံးနေထားပြီးတော့ရမ9မှတ်အထိစုဆောင်းထားနိုင်တဲ့ဖီနာပါချီကဒီနေ့အိမ်ကွေးပွဲစဉ်မှာတော့ ပါလပါစိုးစီအတင်းကိုအနိုင်ရရှိခဲ့မယ်ဆိုရင်တော့128တဲကိုဝင်ရောက်နိုင်ခွင့်အလားအလာများစွာရရှိနိုင်မယ်အတင်းတင်းဖြစ်တာကြောင့်ဖီနာပါချီကတော့အင်ကွင်းပွဲသစ်မှာ PPCG နဲ့အနိုင်ရလက်ကိုပုံဖော်လာမယ်အတင်းတင်းနဲ့ဖြစ်ပါတယ်ယူပါလီအင်ကွင်းနှစ်ပွဲရှင်းပြန်ပြီးရမှာလဲဖီနာပါချီကနှစ်ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့စတုဂတ်ကို1-0နိုင်ကို2-1ဆိုပြီးတော့အနိုင်ရရှိထားပါတယ် ီနာပါချီရဲ့ပြည်တွင်းရလက်ဆောင်ဆောင်မှုမှာလည်းဒီနာပါချီကရှုံးမမရှိရလက်နဲ့ဖြတ်တန်းထားပြီးတော့၉ဘက်နိုင်၄ဘက်တေရှုံးမမရှိနဲ့အစစ်နဲ့နေရာမှာရပ်တည်နေပြီးတော့ကာရာရာစာလေးကိုတမတ်ကွာနဲ့ဖိအားပေးနေတဲ့အတင်းကြီးတင်းနဲ့ဖြစ်ပြီးတော့ယူပါလီပွဲစဉ်ပြီးရင်တော့ပြည်တွင်းတိုင်ပွဲပွဲချက်ပွဲစဉ်ဖြစ်တဲ့ကာရာရာစာလေးနဲ့ရှင်ပြိုင်သွားမှာဖြစ်တာကြောင့်ဖီနာပါချီကဘလို့ရလက်တွေနဲ့ကာသမားတွေ ဘယ်လိုထုတ်သုံးလာမလဲဆိုတာတော့နီးပြအတစ်နီးပြပေါ်မှာမူတည်နေတဲ့ပွဲတင်တပွဲတည်းဖြစ်ပြီးတော့ဖီနာပါဂျီကနီးပြပြောင်းနှက်လိုက်တဲ့နောက်ပိုင်းမှာတော့နီးပြအတစ်လက်ထက်မှာ၁၄ပွဲတိုင်တွေရမှာတော့၉ပွဲအထိအနိုင်ရရှိထားပြီးတော့၄ပွဲတည်းတပွဲတာရှုံးနေထားတဲ့နီးပြအတစ်ရဲ့အကောင်းဆုံးစောင့်ဆောင်ရေးကိုတွေ့ရှိရမှာလည်းဖြစ်ပါတယ်။ကစားသမားအင်အားမှလည်းဖာကန်ဘာလိုစီတဲ့ဖီနာပါဂျီကများစွာအသာရနေတဲ့အတင်းတဲဖြစ်ပြီးတော့ဟန်ဂေဒီကလပ် ပါကံပါလိုစီအတင်းကလည်းယူပါလိမှာရှုံးမမရှိရလက်တွေပန်ဆိုင်ထားပြီးတော့လေးပွဲချင်းချင်းပြီးရမှာသုံးပွဲအထိအနိုင်ရရှိထားပြီးတပွဲသေးရှုံးပွဲမရှိသေးတဲ့အတင်းတင်းဖြစ်တာကြောင့်ရှော့တွက်ထားလို့တော့မရပါဘူးတွင်းကို၈ကိုနဲ့ပေးကို၄ကိုသာရှိနေတဲ့ခံစစ်ကြောင်းကလည်းကောင်းမှုမှုရှိနေတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာရောဖီနာပါချီကိုခံကန်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်သွားမယ်ပွဲစဉ်လည်းဖြစ်ပြီးတော့ဒီနေ့မှာတော့ဖီနာပါချီကနေပြီးတော့ပါကံပါလိုစီအတင်းကို 1 plat 35ပြအနိုင်ဖွင့်လင့်ထားပြီးတော့ဂိုးပေါင်း3လုံးတွင်းရင်40အနိုင်ဆိုပြီးဖွင့်လင့်ထားပါတယ်ဒီကြေးတဲ့အနေအထားကိုကြည့်ချင်းအပြည့်တော့ Finabachi ကနှစ်ဂိုးတွင်းမှာအပြည့်အဝပျော်ရွှင်ဝင်ရမယ်ဖွင့်လင့်မှုကြေးတန်းနဲ့ဖြစ်ပြီးတော့ဂိုးပေါင်း3 plat 40အနိုင်ဖွင့်လင့်မှုကြေးတန်းကတော့ Falcon Valosi အတင်း Finabachi ရဲ့ကွင်းမှာတွင်းကိုတကိုးရဖို့ရုံးကန်လိုက်ရလာနိုင်တဲ့ဖွင့်လင့်မှုကြေးတန်းနဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ အိမ်ကွင်းမှာ ရှုံးဝဲမရှိရလက်တွေဖြတ်တန်းထားပြီးတော့အမတ်ပုံမလိုအပ်နေတဲ့အရှင်ဖြစ်တဲ့ဖီနာပါချီဘော်ဒီကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်ဟန်ဂေရီကလပ်ဖာဂါဘာလိုစီအတင်းကတော့လက်ရှိယူပါလီမှာရှုံးဝဲမရှိဖြတ်တန်းထားပြီးမဲ့လည်းဒီနေ့ပွဲစဉ်မှာတော့ရှုံးနိုင်မှုများနေတဲ့ပွဲစဉ်လို့ကျွန်တော်မှယုံကြည်ထားတဲ့အတွက်ဖီနာပါချီဘော်ဒီတချောင်းလေးကိုဒါကျွန်တော်ရဲဘူးမှရွေးချယ်ပါတယ် ောက်ထပ် Richard Beijing နဲ့ပွဲတင်တဲ့ပွဲကတော့ POK နဲ့ဗလန်အတင်းတို့ဤပွဲတင်လည်းဖြစ်ပါတယ် POK ကတော့ဂရီးကလပ်မှာရှင်ပြိုင်နေပြီးတော့ယူပါလီမှာတော့၄ပွဲရှင်ပြိုင်ပြီးရမှာ၂ပွဲနိုင်တပွဲတည်းတပွဲသာရှုံးနေတာပြီးတော့ရမခွန်နမဆူဆောင်သားနိုင်တဲ့အတင်းဖြစ်ပြီးတော့အဆင့်၁၀နေရာမှာရက်တည်နေတဲ့အတင်းတစ်သိန်းဖြစ်ပါတယ်ဒါကြောင့်မလို့128တဲ့ဝင်ဖို့ဆိုရင်တော့ POK ကဗလန်ကို အနိုင်ရရှိဖို့လိုအပ်နေတဲ့အတင်းတင်းဖြစ်ပြီးတော့ POK ရဲ့ယူပါလီအိမ်မွေးတစ်ပွဲဆွမ်းဆောင်ရေကတော့တပွဲအနိုင်ရရှိတာပြီးတပွဲတည်ရလက်နဲ့တွင်ကိုလေးကိုပေးကိုမရှိဆိုတဲ့ခါစစ်ကြောင်းကိုပိုင်ဆိုင်ထားတဲ့အတင်းတင်းဖြစ်ပြီးတော့ POK ကပြည်တွင်းရလက်တွေမှာလည်းကောင်းမွန်မှုရှိပြီးတော့ဂတိစုပါလီမှာအစစ်မျက်နေရမှာရောက်ရောက်ရှိနေပြီးတော့ဆက်တပွဲရှင်ပြိုင်ပြီးရမှာရှစ်ပွဲအနိုင်ရရှိတာပြီးတော့နှစ်ပွဲတည်ရတပွဲတာရှုံးနေတာတဲ့ POK ရဲ့အမှတ်ပေး ချန်ပီယံရှစ်စုကိုမြောင်းလင်းနိုင်တဲ့အကောင်းဆုံးအသင်းလေးဖြစ်ပြီးတော့အိုလံပီယာကောနဲ့ရမန်နမတ်တာကွာဟနေတဲ့အသင်းသင်းဖြစ်ပြီးတော့ပီအိုကိုရဲ့ POK နောက်ဆုံးကာလပေါင်း၅ပွဲအနေထားမှာတော့ POK က၄ပွဲအထိအနိုင်ရရှိထားပြီးတော့ပါနာတီနာကော့တတင်းတာလက်ရှိမှာရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ POK ကယူပါလိအင်ကွင်း၅ပွဲရှင်နိုင်ထားမှုမှာတော့ရန်ပွိုင်းကို4-0နဲ့အနိုင်ရရှိထားပြီးတော့ လကပီတဲပစ်ကိုအိမ်ခွေးမှာဈေးကြီးဆိုတဲ့ရလက်နဲ့တေရလက်ထပ်ပေါ်ထားတဲ့အတင်းအတင်းနဲ့ဖြစ်ပါတယ်။ဗလန်းကတော့လက်ရှိရှင်ပိုင်ပြီးတဲ့ယူပါဠိပွဲစဉ်၄ပွဲမှာတော့ဗလန်းကလည်းနှစ်ပွဲအနိုင်ရရှိထားပြီးတော့တပွဲတည်းရီတပွဲတာရှုံးနေထားတဲ့အတင်းအတင်းဖြစ်တာကြောင့်နော်ဝေးကလပ်ဗလန်းရဲ့ချစ်စွမ်းကိုလည်းဒီနှစ်ပွဲစဉ်မှာတော့ရှော့တွက်ထားလို့တော့မရနိုင်တဲ့ပွဲစဉ်လည်းဖြစ်ပြီးတော့ဗလန်းကလည်းရမခွနမတ်အတိစုဆောင်ထားနိုင်တဲ့အတင်းအတင်းဖြစ်ပါဖြစ်တာကြောင့် POK နဲ့ရမတ်တူအဆင့်17နေရာမှာယက်တည်နေတဲ့ဗလန်အတင်းလည်းဖြစ်ပါတယ်ဗလန်ရဲ့လက်ရှိအဝေးကွင်းယူပါလိစောင်းဆောင်ရေးမှာတော့ဗလန်ကနှစ်ပွဲရှင်းနိုင်ပြီးရမှာတပွဲတည်းရတပွဲသာ ရှုံးနေထားတဲ့အတင်းအတင်းလည်းဖြစ်ပါတယ်ဗလန်ရဲ့ရှေ့စွမ်းရှေ့စွမ်းကတော့ပြည်တွင်းပြိုင်ပွဲတွေမှာရှေ့စွမ်းကောင်းမွန်ခြင်းမရှိပေမဲ့ယူပါလိမှာတော့ ေစွမ်းပြတတ်တဲ့အတင်းအသင်းဖြစ်တာကြောင့်ဒီနေ့မှာလည်းဘလန်းကိုစောက်ကြည့်သွားမယ်အတင်းလည်းဖြစ်ပြီးတော့နော်ဝေးလိကလည်းပွဲစဉ်တစ်ပွဲသာကြန့်ရှင်းနေတော့တဲ့အတွက်ရာသီပြီးဆုံးတော့မှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဘလန်းကတော့ပြည်တွင်းပြိုင်ပွဲမှာတော့အဆင့်၄နေရာမှာရပ်တည်နေတဲ့အတင်းအသင်းဖြစ်တာကြောင့်မပေးချမ်ပီယံဖြစ်ပေါ်တော့မျောလင်းချက်မရှိတော့တဲ့အတင်းအသေးဖြစ်တာကြောင့်ယူပါလိကိုအားဆိုင်ပြီးတော့ကစားလာနိုင်တဲ့အတင်းအသေးလည်းဖြစ်ပါတယ်။ လန်ရဲ့ပြည်တွင်းရလက်တွေဆိုးရွားမှုရှိပေမဲ့လည်းယူပါလိချင်းပြိုင်လာအရာမှာတော့လိုင်းနဲ့လူစင်းရဲ့အပြေအဝထုတ်သုံးပြီးတော့ချစ်စွဲအင်မတန်ကိုကောင်းမွန်တတ်တဲ့အတင်းတင်းဖြစ်လာကြတော့ကျွန်တော်တို့ short တ်သွားမယ်ဆိုရင်တော့ခံသွားရနိုင်တယ်ပွဲစဉ်တွေလည်းဖြစ်ပြီးတော့လက်ရှိမှာတော့ POK က1-10ပြားရှုံးဖွင့်လင့်တာပြီးတော့ဂိုးပေါင်းဖွင့်လင့်လာမှုမှာတော့350အနိုင်ဆိုပြီးဖွင့်လင့်တာပါလေ POK ကဗလန်သက်ရှင်တော့များစွာယူပါလိမှာအတွေ့အကြုံကြွယ်ဝနေတဲ့အတင်းတင်းဖြစ်ပြီးတော့ဒီ အိမ်ကွေးမှာကံရမဲ့ပွဲစဉ်ဖြစ်တာကြောင့်ပုံမအလေးသာနေတဲ့အတင်းတင်းဖြစ်ပြီးတော့လက်ရှိဖွင့်လှစ်ထားတဲ့1-10ပြားအရှုံးကြီးတန်းကတော့ပျော့ပြောင်းနေတဲ့ဖွင့်လှစ်မှုကြီးတန်းနဲ့ဖြစ်ပြီးတော့ဝန်တီဝင်ရိုးနဲ့1-10ပြားအရှုံးဝင်ရိုးတွေကအပေါ်ဆုံးအောင်မြင်ဖို့လွယ်ကူနိုင်တဲ့ပွဲစဉ်တွေဖြစ်လာနိုင်ပြီးတော့ဒီနေ့ပွဲစဉ်မှာလည်း POK ကဗလန်ကိုနှစ်ကိုးပြတ်နဲ့အနိုင်ရရှိဖို့လွယ်ကူနိုင်တဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အောက်အသင်းဖြစ်တဲ့ဗလန်ဘော်ဒီကိုဒါစိုက်ညက်တတ်ပါတယ်။ နောက်တော့ရွေးချယ်ပေးခြင်းနဲ့ပွဲတင်တဲ့ပွဲကတော့ရိုမာနဲ့မေဂျီလန်အတင်းတို့ပွဲတင်လည်းဖြစ်ပြီးတော့ရိုမာကနေပြီးတော့မေဂျီလန်ကိုကျင်းနှံပြင်းချစွာဖွင့်လှစ်ထားပြီးတော့ဝမ်မိုင်းနဲ့အစိတ်အရှုံးဖွင့်လှစ်ထားပြီးတော့ဘိုးပေါင်းဖွင့်လှစ်လာမှုမှာတော့၃လုံးတွင်30အနိုင်ဆိုပြီးဖွင့်လှစ်ထားပါတယ်ရိုမာကတော့လက်ရှိယူပါလိရှင်ဆိုင်ပြီးတဲ့ပွဲစဉ်၄ပွဲမှာတော့၂ပွဲတာအနိုင်ရရှိထားပြီးတော့၂ပွဲရှုံးနိမ့်ထားတဲ့အတင်းတင်းဖြစ်တာကြောင့် ရကြီးလန်းနဲ့ရှင်တော့အမတ်ပုံမိုးလိုအပ်နေတဲ့အတင်းတင်းဖြစ်ပြီးတော့ဒီနေ့ပွဲသွင်းမှာရောလေးပွဲဆက်တိုက်အနိုင်ရရှိသားတဲ့အဆင့်တနေရာမှာဥဆောင်နေတဲ့မြကြီးလန်းကိုအနိုင်ရရှိနိုင်ပါမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ဖွင့်လင်းမှုကျေနပ်လေးဖြစ်ပါတယ်။လက်ရှိရိုးမားရဲ့နောက်ဆုံး၃ပွဲရလက်မှာတော့၃ပွဲစလုံးကိုအနိုင်ရရှိသားပြီးတော့တွင်းကို89နဲ့ပေးကို19တာရှိနေတဲ့ရိုးမားရဲ့အကောင်းဆုံးခြေစွမ်းကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ပြည်တွင်းပြိုင်ပွဲမှာလည်းရိုးမားကအဆင့်တနေရာမှာ ်ဦးဆောင်နိုင်ပြီးတော့ချမ် MLB Champion ဖြစ်ဖို့ကိုအခွင့်အလမ်းများစွာအားသနေတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ယူပါလိပွဲစဉ်မှာတော့အားဆိုင်ကန်လာမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်လည်းဖြစ်ပြီးတော့ရိုမာကဒီပွဲစဉ်ပြီးရင်တော့နာပိုလီနဲ့ပွဲချက်ရှင်ပြိုင်ရမယ့်ပွဲစဉ်တစ်ပွဲလည်းရှိပါတယ်။ဒီလန်ကတော့ဒိမကလပ်အသင်းပြပြီးယူပါလိမှာတော့၄ဘွဲ့ဆက်တက်အနိုင်ရရှိထားပြီးတော့တွင်းကို၁၁ကိုနဲ့ပေးကို၃ကိုသာရှိနေတဲ့မြေချီလန်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုတွေ့ရှိရမှာဖြစ်ပြီးတော့ ဒါမှစနမအတိစုဆောင်ထားနိုင်တဲ့အတင်းတင်းဖြစ်ပါတယ်အဝေးကွင်းပွဲစဉ်မှာဂိုးမားကိုခံကန်နိုင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဖွင့်လင်းမှုခြေတန်းနဲ့ဖြစ်ပြီးတော့လက်ရှိဂိုးမားရဲ့ဖွင့်လင်းထားတဲ့1မိုင်နဲ့အစိတ်အရှုံးဂိုးပေါင်း3 30အနိုင်မှာတော့ဂိုးမားရဲ့ဘော်ဒီခြေတန်းကပြင်းထန်မှုတရှိနေပြီးတော့ဂိုးပေါင်းခြေဖွင့်လင်းမှုကလည်းပုံမှန်လောက်သာဖွင့်လင်းမှုခြေတန်းနဲ့ဖြစ်ပါတယ် ဒါကြောင့်လဲဆိုရင်တော့မေဂျီလန်ကပွဲတိုင်းတိုက်စစ်ဖွင့်ကန်လေးရှိတဲ့အတင်းတင်းဖြစ်တာကြောင့်ရိုမာရဲ့ခန့်စစ်ကောင်းမွန်မှုကိုထိုးပေါက်နိုင်မလားဆိုတော့ကျွန်တော်စဉ်းစားမယ်ဖွင့်လင်းမှုကြေးတန်းလေးဖြစ်ပြီးတော့ဒီပွဲတင်ပြီးရင်တော့ရိုမာကနာပိုလီနဲ့ကစားရဖို့ရှိတာကြောင့်ရိုမာအနိုင်ရရှိခဲ့မယ်ဆိုရင်တော့မှဘုပြက်အနိုင်ရလက်ဖော်ဆောင်နိုင်ဖို့မရေမညာဖြစ်နေတဲ့ပွဲစဉ်လို့ကျွန်တော်မှယူဆထားတာကြောင့်ဘော်ဒီကိုရှောင်ပြီးတော့တုံးတုံးသုံးသပ်နိုင်ဖွင့်လင်းတာတဲ့ဂိုးပေါင်းကိုတော့ကျွန်တော်ဂိုးပေါင်းအောက်တစ်ချောင်းနဲ့တာကျွန်တော်စိတ်နှစ်သက်ပါတယ်ရိုမာရဲ့ ောင်းမှုဆုံးခန့်စစ်ကိုလည်းအခြေလန်းကထိုးပေါက်ဖို့ခက်ခဲလာနိုင်တဲ့ပွဲစဉ်လည်းဖြစ်လာနိုင်တာကြောင့်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဂူမာဂူမာအောက်တချောင်းတဲ့ကိုဒါကျွန်တော်ကြင်ညက်တတ်ပါတယ်ကျွန်တော်ဆန်းနိုင်ဆန်းကမှာကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ယူပါလီပွဲစဉ်၃ပွဲမှာတော့ဖီနာပါချီနဲ့ဖာကန်ပါလိုစီအတင်းတို့ပွဲစဉ်မှာတော့ကျွန်တော်ဖီနာပါချီဘော်ဒီတချောင်းတဲ့ကိုဒါကျွန်တော်ကြင်ညက်တတ်ပြီးတော့ PKO ကနေဗလန်အတင်းတို့ရွယ်ပွဲစဉ်မှာတော့ဗလန်ပေါ်ဂျီကိုကျွန်တော်ချိန်နေတတ်ပါတယ်။ရိုမာနဲ့မဂျီလန်အတင်းတို့ရွယ်ပွဲစဉ်မှာတော့ကျွန်တော်ဂိုးဘောက်အောက်တစ်ချောင်းနဲ့ဒါကျွန်တော်ချိန်နေတတ်ပါတယ်။နောက်ထပ်ဗီဒီယို5ပတ်2မှာတော့ကျွန်တော်နှစ်နာရီခွဲမှာရှင်းပြသွားမယ့်ယူပါလီပွဲစဉ်၃ပွဲကိုကျွန်တော်တုံးသက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေများအားလုံးဂုဏ်လက်ပါ။